ဘုဒ္ဓံပူဇေမိဓမ္မံပူဇေမိတန်ခါပူဇေမိပူဇော်ပါ၏အရှင်မြတ်ဖုရားကျွန်တော်များပုံနဲ့တော်ပြီးတင်ဆာရနိုင်ထွန်းရံကုန်မျိုးတော်မှဆရာထံဘေဒင်မိဓမ္မရှင်ခွနရသာသမိခွနနှင့်ခွနနံပြည့်တွင်ပြပအနန္တနဲ့အရရမဘေဒဝါသနာရှင်များအားလုံးကိုစိတ်နှပြကြမ်းမှချမ်းသာတော်မူကြပါစေလို့ဆရာလေးနဲ့အထုဆုမောကောင်းဆုတောင်းမြတ်တာပို့တာအပ်ပါတယ်ဆရာရဲ့ဘေးဒင်းနေ ဟော့စတန်နေလားစင်ရတရားတွေအမြဲတဆိုင်အားပြီးကြီးစုနေတဲ့ထမင်းရှင်ခွနဲ့သားသမီးများအားလုံးကိုစိတ်နှဖျားကြမ်းမာချမ်းသာပါစေကြောင်းထမှန်ပြောကြားပါရစေနော်အခုဆရာ2025ခုနှစ်နိုဝင်ဘာလ17လပိုင်းတစာမုံလာမြတ်မှာ အင်္ဂါသားသမီးကံကြမှာကံစားတာ ကောင်းကောင်းဆိုးဆိုးအာမနာပစိတ်မစိုးတမ်းဟောပြောပေးသွားခြင်းနဲ့ အခုလာမယ်နိုဝင်ဘာလမှာ အင်္ဂါသားသမီးတွေကန်ချာမှာကန်စာတာကန်ကညံ့နေဘာလုံးလို့ဘာကန်ကန်ရောင်မောက်ပဲမားတွေကြုံရတတ်တယ်ငွေကန်လုပ်ငန်းစီးပွားအစားအစာရရလက်ပိတ်နေတယ်ဘာမှရောင်လို့ကန်လို့ရောင်လို့ဝယ်လို့အစင်မပြေတဖို့ရောင်မဝယ်မပြဿနာပြိပခါတွေကြုံရတတ်တယ်လားတလားဖြစ်နေတယ်အစားအစာအရာရခယူဆိုင်နိုင်ရမယ် တင်တွင်နဲ့ပတ္တတာမိသားဆွေနဲ့ပတ္တတာပူပင်တော့ကားဒီအများကြီးညနေအဖြစ်ဟိုတစ်ခုပြီးတစ်ခုပေါ့နော်စံပိုးစီပိုးဝိုင်းဖိုင်းအဲတနေ့အဖြစ်ကျွေးမိအတူအဲတနေ့အဖြစ်တစ်ခုပြီးတစ်ခုပေါ့နော်ဟိုပြီးကိုမပြီးနိုင်တာဟိုပြောမှဆိုလို့ရှင့်အရှာပယ်မှန်းလေစိတ်ပန်းလူပန်းနဲ့အတွက်တော်မှဟိုပြောမှဆိုလို့ရှင့်စိတ်ပြက်လက်ပြက်နဲ့ကိုအနာကျူခြင်းစိတ်များနေတာ အင်္ဂါသားသမီးအဆုံဆုံးဖြတ်နေတယ်။ကန်စာတာအယံညာဖြတ်နေတယ်။နှလုံးသားရဲ့အရှိရမိသားဆွေမှာဆိုရင်လည်းအထင်မြင်လွဲမယ်။အသေးပဲဖြစ်ရမယ်။လမ်းခွဲသွားတာစိတ်တဘောထားမတိုက်ဆိုင်တော့တာလုံးဝဥပ္ပခခပြုတာတွေတောင်းအင်္ဂါသားကပဲဖြစ်စေအင်္ဂါသမီးရဖြစ်စေရေနာနာနဲ့ကိုလမ်းခွဲပြတ်တာမျိုးကိုကြုံရတတ်တယ်။မိမိကိုယ်၌ကတော့မိမိရဲ့ဒီမေတ္တာဘက်ကို ဥပိ္ပခပြုတ်လိုက်တာလမ်းခွဲပစ်လိုက်တာတော့မှအင်္ဂါသားကလည်းဆောင်ရွက်တတ်တယ်လို့အင်္ဂါသမီးကလည်းဆောင်ရွက်တတ်မယ်ဆိုပြီးကံစားတာရာတီကြုံနက်ခတ်တွေကပေါ်ပြနေတယ်ထူထူဆန်းဆန်းအိမ်တော်ရေးပရိပခအိမ်တွင်ရေးပရိပခအေးနှလုံးသားရေးရှင်းရှင်းမြတ်တာလုံးဝအကျုံမပြုတ်ဘူးနတ်ဆယ်ရဲ့ကြုံမစားတာကောင်းမယ်နိုဝင်ဘာ20ရက်ကြောင့်မှာနိုဝင်ဘာ20ရက်နေ့ကကြာတာပြင်းနဲ့နှစ်ဒေါ်လာ100ရက်ကြာမ ဲ့ဒီမှာဆိုလို့ရှိရင်ဒဇာမုံပြီးသွားပြီဒဇာမုံကနှုတ်ဝင်မှာစောက်ကွဲနဲ့လာကွဲမှာနက်နက်လေးတတောင်တတောင်ဖြစ်သွားတယ်။နတ်ဆက်ရနဲ့အထက်ထက်ကတော့လုံးဝဇာတာအတိအလဲညံ့ညံ့လို့ပြောလို့ရတယ်။တနည်းအားဖြင့်ချဲဒီနှလုံးတောင်းတော့အဆုံးတကားတဲ့အိတ်ကောင်းနဲ့ဖားကောက်လို့သူရှာသမျှဖွေသမျှလောက်သမျှကန်သမျှငွေကြေးကိစ္စအဖက်ကောမတင်ဘူး။ ကန်နေနဲ့ရန်ချခံရမယ်ရန်လိုခံရမယ်ကန်နေနဲ့ကန်စာတာအကန့်ပိုင်းမှာရောက်နေတယ်။ဂျာမကြီးမှာအရေပြားနဲ့ပတ်သက်တဲ့ဂျာမကြီးရဟန္တာတတိထားရမယ်။အနတ်အတ္တမကောင်းနဲ့အနန္တတည်နဲ့ကြုံရဆုံရတတ်တယ်။အသေးအဆုံကယူဆိုင်ပြီးပါအာနေတာအစာအတ္တမာတာအစာအာဟာရမတဲတာကြုံရတတ်တယ်။ကုံစီရောင်းဝယ်ရေး ကုံအထက်အလိုက်စာရေးကရိယာရောင်းကုန်ပစ္စည်းကိစ္စရက်တွေရောင်းကုန်ပစ္စည်းကတော့မင်္ဂလာရှိတယ်။ရောင်းလာဝယ်လန်းနေအောင်မြင်နိုင်မယ်။နှလုံးသားစာတာညံ့နေအိမ်အောင်ရှင်များပေါ့အိမ်အောင်ရေးတာရမယ်။အတိတ်ကပြိုရွယ်ငယ်ရွယ်သူတို့ရဲ့ရှစ်ရှစ်မြတ်တာနှလုံးသားကြီးအစင်မပြည့်တတ်ဘူး။နှလုံးသားကံစားတာကံအားနိုင် နေတယ်။အခုလာမယ်။အင်းကနေအပတ်တန်လျာဖြစ် နိုဝင်ဘာ၄ရက်နေ့တစမုံလာပြည့်နေ့နိုဝင်ဘာ17ရက်နိုဝင်ဘာ18ရက်နိုဝင်ဘာ25ရက်နေ့တွေဟာအင်္ဂါနေ့များဖြတ်တယ်ထို့အင်္ဂါနေ့များလက်ဖက်အကြောဆုံးရှင်တော်မြတ်ဘုရားကိုကတ်လို့ပူဆောင်မယ်ကော်ပီတစ်ခွက်စုတောင်းပေးပေးမယ်မြတ်တာပို့ပေးမယ်နေအိမ်မှာပဲဖြစ်ဖြစ်ဖျားစေတီမှာဖြစ်ဖြစ် လက်ဖတ်တော့ပဲဖြစ်ဖြစ်လက်ဖတ်နဲ့နှံ့ပြန့်ကြော်ကတ်လို့ပူဆော့ပေးချင်အားဖြင့်ကန်ညနေတာတွေကန်နေနေတာတွေအများကြီးယူပြတ်တော့ကန်ကောင်းလာလုံငန်းရေးစတာကောင်းမှာဝင်မမြဲရှိမမြဲလက်မမြဲနေရမမြဲတိဖျက်ရတက်တက်လာတက်လာစိတ်လုံးရှောင်းပြီးအရာများမယ်စိတ်ပူပန်တော့ကလေးလဲအများကြီးရင်ဆိုင်ဖြစ်ရှင်းရတဲ့အင်္ဂါသားတမီတော်တက်ကန်ညံ့နေတယ် အကျော်ပိကိင္ကနဲမှာဆိုရင်6ကိင္ကနဲ9ကိင္ကနဲ4ကိင္ကနဲ10ကိင္ကနဲနှစ်ကိင္ကနဲအကျော်ပိမယ်။ကောင်းကျိုးပြုမယ်။အခြေရဆုစုအရှိရပိုင်းအရှိဖတ်ကိုညာအိမ်ညာနေညာအိမ်ညာတာ ခရီးတွေသွားလာခြင်းကို အထုရှောင်ခြင်းပေးရမယ်။ကံကောင်းခြင်းလက်ပွင့်ခြင်းလုပ်ငန်းစီးပွားဖြစ်ထွန်းခြင်းကုသိုလ်ကံကြမ္မာကံကောင်းခြင်းဆိုတဲ့ကံကြမ္မာကံအဖွဲ့လား ကံကောင်းချက်လို့လည်းမကြခင်ရောက်ရှိလာပါမယ်။လက်တော်မှာစိတ်ပန်းကိုပန်းလူပန်းဖြည့်ရတတ်တယ်။ဘာပဲလုပ်လို့လွဲချော်မှုတွေစိတ်ပူပန်မှု စိတ်တော့ကဖြစ်စမှုလေးတွေကြုံရဆောင်ရတတ်လို့အထုကယူဆိုင်ပေးဖို့တတိပြုံးနိုင်ဖို့တတိပြုတ်ပေးဖို့ဆရာအနေနဲ့မေတ္တာရက်ခံပြစေ။မကြခင်ကံကောင်းခြင်းလက်ပွင့်ခြင်းလုပ်ငန်းကန်ခန့်စီပွားစားတာ ကောင်းခြင်းအဖြာဖြာတို့ပေါ်ပေါက်လာမယ် နည်းနည်းလေးအာမခန္ဓာတက်သေးလိုက်တာလက်မှတ်ရေးထိုးတာ ရောင်ရည်ဝယ်ရေးကိစ္စတွေလက်စက်ရမတိုင်ခင်ကာလလုံးလုံးမလုတ်တင်ဘူးနိုဝင်ဘာ20ရက်ကြောင်းရင်တော့ကန်စာတာက အကောင်းဆုံးကိုနည်းနည်းလောက်ဝင်ရောက်လာမယ်20ရက်အတွင်းကတော့လုံးလုံးချာချာစာတာတော်တော်လေးစာတာကကြမှာရာသီဂျုံနှခတ်တွေကန်စာတာတွေကအရင်ညနေတယ်စာတတိသွားတတိလာတတိကယူဆိုင်ပေးရမှာ တနည်းအားဖြင့်20ရက်မှတိုက်ခဲ့ကာလဆွေတော့ဒါသုံးပတ်တာအကန်းရှိနေတယ်ပထမပတ်ဒုတိယပတ်တတိယပတ်သုံးပတ်တာကာလစာတာအင်မတန်ညံ့နေတယ်ခရူးဆိုင်ပေးပါတတိထားပေးပါတတိပြုပေးပါလို့စာလေးနဲ့မြတ်တာရက်ခံပါရစေစာထဘေးတင်မိခုနှစ်နှစ်ခုနှစ်နှစ်ခုနှစ်ရသားသမီးအားလုံးကိုယ်စိတ်နှပြချမ်းသာချမ်းသာပါစေလို့ဆရာအနေနဲ့ဆုံးမကောင်းဆုတောင်းမြတ်တာပို့တာအတဲ့ နိုဝင်ဘာလမှာအင်္ဂါသားသမီးများကံကောင်းခြင်းလက်ဝင်ခြင်းတို့အတွက်လက်ဖက်နှပြန်ကြောနေအိမ်ဖျားကိုကတ်လို့ပူဆောင်ခြင်းတော့၎င်းအင်္ဂါကြိုဒေါင်းလိုက်ကတ်လို့ပူဆောင်ခြင်းတော့၎င်းကော်ပီတစ်ခွက်နဲ့လုံငါကိုင်းညာစီးပွားရေးတို့အတွက်တိုင်တယ်ဆိုတောင်းမေတ္တာပို့တာကတ်လို့ပူဆောင်ပါလို့စာအနေနဲ့အိန္ဒိယမှာအထုမှကြဘုရားစီဆုံးမကောင်းဆိုတောင်းလဲမေတ္တာပို့တာအပ်ပါတယ် အရှိရေးအိမ်ကောင်းရေးကြားမရေးစီးပွားရေးလုံခြုံရေးတွေဇာထက်ဆွေးနွေးမေးမြန်းကြပါဆိုရင်အနန္တရရမပြည့်တွင်ပြပါဆရာရဲ့ဖေးတင်တဲ့လက္ခဏာဆွေးနွေးဟောပြောတဲ့ဟောကန်လိပ်စာမှာဆိုရင်ရှာကုံတာကေတာကြောက်တိုင်မတ်တိုင်ကပီတန်မကကြီးရဲ့ဖေးအေးစေဒီလန်တဲ့တိုင်းနံပါတ်209နေညီတပတ်ဖြစ်ပါတယ်ဆရာရဲ့ဖေးတဲ့ဟောကန်ဟာမင်းနတ်တာလမ်းမကြီးပေါ်မှာကမောစာပိုင်းရှိတယ်ကမောစာပိုင်းနောက်ကျော် ကပီတမကဘေးပေါ့နော်ဗမာဤရက်ပတ်ဓာတ်ပုံမျိုးနဲ့ခေါ်ပါတယ်စရအနေနဲ့ကန်ဆောင်ထားတဲ့ဖုန်းနံပါတ်10မှာဆိုရင်3ညကို၄ငါလုံး3ညာ3ညာလေးခွန်း3ညကိုခွန်းချီ9လုံးခွန်း9လုံး6နဲ့တင့်9တို့ဖြစ်ပါတယ်ညံပူတော်ကအဖြစ်တက်ဦးလိုက်ရင်3တောင်းချက်ညံပူတော်ကအဖြစ်တက်ဦးလိုက်ရင်3တောင်းချက်နေသည်ယဒိယာကြီးကုံကြရခြင်းမရှိပါမလိုအပ်ဖက်ယဒိယာရှိဆိုရခြင်းမရှိပါ ကံကြမကံစားတာကောင်းကောင်းဆိုးဆိုးအရှိအတိုင်းဆွေးနွေးဟောပြောပေးပြီမေတ္တာလက်ဆောင်ရတရားများလဲပေးအပ်တယ်မေတ္တာလက်ဆောင်အဆောင်လည်းလဲဆရာရှင်မြင်ပေးအပ်အမြဲတမ်းအမြဲတမ်းပေါ်တော့အိုးလွန်ခဲ့တဲ့နှစ်မောင်းမြောင်များစွာကရမိခဲ့တဲ့မိတ်ဆွေတွေလည်းအမြဲတမ်းစာထည့်ပေးလေးရှိတယ်နော်မေတ္တာအဆောင်လက်ဖက်ပရိတ်ကျိုးအမြဲတမ်းစာဟိုပြောမှဆိုလို့ရှိရင်မေတ္တာလက်ဆောင်ပေးအပ်လေးရှိပါတယ် အချိန်မရွေးဆရာထံလာရောက်ဆွေးနွေးမေးမြန်းလိုက်ပါတယ်အနန္တရရမဆိုတော့ကြိုတင်စရင်ပြီးသွင်းထားသူကိုပဲဆရာလက်ခံဆွေးနွေးဟောပြပါတယ်ဆရာထံဗေဒင်မီထမင်းရှင်ခုနှစ်အသားသမားအလုံးကိုစိတ်နှပြချမ်းမချမ်းသာတော်မူကြပါစေလို့ကျွန်တော်များပုံနဲ့တော် ပေးတဲ့ဆရာရနိုင်ထွန်းရန်ကုန်မြို့တော်မှာလည်းအထုစုံမကောင်းစုတောင်းမေတ္တာပို့တာအပ်တဲ့လောအပ်တာများရှိခိုင်ရင်ကြိုတင်စရင်ပြီးသွင်းပြီးတော့မေးမြန်းနိုင်ပါတယ် အင်္ဂါသားသမီးများအခုနောဝင်ဘာလမှာဆရာအနေနဲ့ဆောင်းရံရှောင်းရံတည်တဲ့တိတ်ထိုက်တာလေးတွေအားလုံးကို တင်ပြဆွေးနွေးပေးသွားပါတယ်။သို့တော့အကြောင်းတရားများဝေလို့ကောင်းတော့အကြောင်းတရားများပိုင်ဆိုင်နိုင်ပါစေလို့ဆုမခေါ်ဆုတောင်းမြတ်တာဘုရားအပ်ပါတယ်။